ားလုံးမင်္ဂလာပါရှင်။ကျွာဆွေးနွေးပေးနေတဲ့ teaching approach method ပါ။အဲ့ဒီ method ထဲမှာဆိုရင်ပုံမြင်ပြောခြင်းဤ တင်ပြဆွေးနွေးခဲ့ပြီးပြီခုဆိုရင်ကျွန်တော်တို့မေးမြန်းခြင်းနဲ့မေးခွန်းတွေမေးခြင်းနည်းနဲ့အဲလေ့ကျင့်ပေးရမယ်တင်ကြားပေးရမယ်နည်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ရှင်အဲဒီမှာဆိုရင်ဒီနေ့မှလည်းပဲပေါ့နော်မေးခွန်းတွေကိုမေးပြီးတော့ပေါ့နော်တင်ကြားတဲ့နည်းကိုကျွန်တော်ဆွေးနွေးပေးခဲ့တယ်ဆွေးနွေးပေးတဲ့အခါမှာလည်းပဲပေါ့နော်ကလေးတွေကိုဒီလိုမျိုးတွေမေးခွန်းတွေမေးပြီးတော့တင်ကြားခြင်းအပြင်သူတို့တွေရဲ့ သိရမယ့်အကြောင်းအရာတွေဟောဟာရအစ်စ်တွေနောက်တကစဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်ကြီးတွေဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါရဲ့ရှင်အဲနောက်ခဏစွန့်နေမဲ့နီလေးရတော့ကျမတို့ เนาะဟောပြောပို့ချဆွေးနွေးနည်းလေးပါဒီနည်းလေးကလည်းကလေးတွေအတွက်ပေါ့เนาะလိုအပ်ပါတယ်ဘာလို့လို့ဆိုတော့တင် जा ပြတ်သားတဲ့ဆရာသမားတွေလူကြီးမိဘတွေကသူတို့ကိုသိရှိသွားစေလိုတဲ့အကြောင်းအရာလေးတွေကိုခုလိုမျိုးပေါ့เนาะဟောပြောပို့ချဆွေးနွေးနည်းလေးတွေနဲ့အဲလေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါရဲ့ရှင်အဲ့ဒီမှာဆိုလို့ရှိရင်ဒီထဲမှာကလေးတွေတည်တင်တည်တိုက်တဲ့အသိပညာဘုသူတ္တတွေကိုတဲ့ကလေးတွေသိရမယ့်အကြောင်းအရာတွေအဲဘုသူတ္တတွေသိရှိထားရမယ့်အခြေအနေတွေ ်ပေါ့နော်ဒါမျိုးလေးတွေကိုဆရာကပေါ့နော်ဒါမှမဟုတ်ရင်အဲအုတ်ထင်းသူလူကြီးမိဘကဥဆောင်ပြီးတော့ပြောပြမယ်ပြောပြလို့ရှိရင်အဲ့ဒီကအကြောင်းအရာတွေကိုသူတို့နဲ့အတူတူဆွေးနွေးမယ်အပြပြတဲ့အခါမှာဟောပြောပို့ချဆွေးနွေးနီးလို့လားကျမတို့တွေအဆွေးနွေးနီးတင် जा နီးတခုထဲမှာပါနေရအချင်းဖြစ်တယ် အဲ့ဒီနီးမှလည်းပဲမိမိကလည်းသူတို့ကိုမေးကိုမေးမှဖြစ်တယ်လို့သူတို့ကိုလည်းပြန်လဲပြီးတော့ပေါ့နော်ပါဝင်လာအောင်မေးကိုနေမေးမယ်သူတို့မေးတဲ့မေးကိုနေကိုလည်းကိုကဖြေပေးမယ်ပေါ့ဒီလိုမျိုးနီးလန်းနေနဲ့ active learning နေ active teaching နေဖြစ်အောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာနမူနာလေးကျွန်မပြောထားတာတဘာဝအနေရကြာရောက်လို့ရှိရင်ငလင်လှုပ်လို့ရှိရင်ဘယ်လိုကာကွယ်မလို့ပေါ့အဲခုဒီခေတ်ဒီကာလမှာဆိုရင်ငလင်တွေကတကယ်ကိုပဲပေါ့နော် ဟိုများများဖြစ်လာပြီအဲငလီများများဖြစ်လာပြီဖြစ်လာပြီဆိုလို့ရှိရင်ကာွယ်ဖို့လိုအပ်လာပြီကာွယ်တတ်ဖို့လိုအပ်လာပြီငလီရဲ့အနေရကလည်းကျမတို့ပတ်ဝန်းကျင်မှာပြောင်းလဲနေတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ကာွယ်ရမယ့်ပုံစံတွေကလည်းမတူတော့ဘူးကျမတို့ဟိုးလွန်ခဲ့တဲ့နှစ်အဲ50 60လောက်တုန်းကတိုက်အိမ်တွေဆိုတာဟိုတအားကြီးမများသေးဘူးပြင်အောင်အိမ်တွေပဲများတယ် အဲ့တော့ကြတော့ငလင်လောက်ပြီဆိုရင်ခိုင်ခန့်တဲ့ဇပွဲအောက်ကိုဝင်ပုံးနေလိုက်လို့ရှိရင်အဆင်ပြေတယ်အဆင်ပြေတယ်ဘာလို့လဲဆိုတော့ तू ကဟိုဟာကိုဟိုပြင်းအောင်အိမ်နေအေးဝါထရန်ကအိမ်နေဖြစ်တဲ့အတွက်ဇပွဲကုန်အောက်မှာလည်းအဆင်ပြေတယ်ဘာလို့လဲဆိုတော့ဇပွဲကုန်ကခိုင်ခန့်ရင်အနေရကင်းနိုင်တယ်အဲ့ဒါပေမဲ့လို့ဂူဂိကုတ်ခါမှာကျတော့တိုက်အိမ်တွေများလာပြီဒီတိုက်အိမ်တွေဆိုလို့ရှိရင်အိမ်အတွင်းထဲမှာနေလို့ရှိငလင်လုတ်တဲ့အခါမှာအိမ်အတွင်းထဲမှာနေရင် အနေရှိနိုင်တယ်။ဒါဆိုရင်ကျေပြက်တဲ့ကွင်းပြင်ဒါတော့တစ်ပင်ကြီးတွေမရှိနိုင်တဲ့ကွင်းပြင်မျိုးကိုတွားရမယ်။ဟေ့ဘောနော်အဲ့ဒါမှမိမိကိုကိုမိမိကာကွယ်ရမယ်ဘလို့ထိုင်နေထိုင်နေရမယ်စသည်ဖြင့်ပေါ့နော် အများကြီးပေါ့ကလေးတွေကိုပညာပေးထားရမယ်ဟောပြောပို့ချဆွေးနွေးနည်းတဲ့နည်းတွေနဲ့အသိပညာဘုဟုတ္တရတွေရရှိအောင်အဲလေ့ကျင့်ပေးထားကြရမှာလည်းဖြစ်ပါလေရှင် ဲ့တော့အခြေအနေတွေကမတူကြတော့ဘူးပေါ့မတူရင်သဘာဝရဲ့အခြေအနေတွေမတူတော့ဘူးမတူရင်မတူတဲ့ပုံမှာပေါ့နော်ကျမတို့လိုင်လျောညီတွေဖြစ်အောင်မိမိကိုယ်ကိုကာကွယ်တတ်အောင်အသိပညာဘူသူတာတွေရရှိထားဖို့လိုအပ်တာလည်းဖြစ်ပါတယ်ရှင်ဒါကြောင့်သဘာဝအနေရဲ့ကြာရောက်လာလို့ရှိရင်ဘလို့ကာကွယ်မလို့ဘလို့နေထိုင်ရမလို့စသည်ဖြင့်ပေါ့နော်မိမိကိုမိမိကာကွယ်ဖို့ဟိုပေါ့နော်အခြေခံအသိရှိနေပြီဆိုရင် ဒါသူ့ကိုယ်သူဟိုပါစိုးရင်ကြောင်းကြစေကညော့နေသွားမယ်အဲ့လိုမျိုးပဲနဲ့ကိုကိုကိုမကာကွယ်တတ်ဘူးဆိုရင်တောကတွေပြပါရတွေနဲ့ပူပြီးတော့အန်ရည်ကြက်ရောက်စေနိုင်တာလည်းဖြစ်ပါလေရှင်။ဒါကြောင့်ကျမတို့ရဲ့ကလေးတွေကိုအန်ရည်တွေပိုးပို့ပြီးတော့မကြရအောင်မိမိကိုကိုမိမိကာကွယ်တတ်အောင်ငလင်းတွေပါရင်လှုပ်ပြီးရေကြီးပြီး အဲဒါမျိုးတွေပေါ့နော်ရေကြီးပြီးလေမုန်တိုင်းကြီးကျနေပြီဘလို့နေထိုင်ရမလို့ဘလို့နေထိုင်ရင်မိမိကိုယ်ကိုမိမိကာကွယ်ရရောက်မလို့ဆိုတာလေးတွေကို အသိပညာဘူးသူတာတွေမျှဝေထားကြရမှာပြောပြထားကြရမှာဖြစ်ပါတယ်ရှင်အဲ့ဒါမှသူတို့တွေဟာကိုယ့်ကိုယ်ကိုကာကွယ်နိုင်တဲ့သူတွေဖြစ်လာမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင် အဲ့လိုမျိုးဟောပြောပို့ချဆွေးနွေးတဲ့နေရာအချိန်ကုန်သက်တာတယ်ခရီးအကြီးဥဆောင်ပြောသွားတာဟိုအဲ့တော့အချိန်ကုန်သက်တာတယ်အဲဒါပေမဲ့လို့တဲ့ဆရာကပဲတစ်ချိန်လုံးဟောပြောပို့ချမနေဘဲနဲ့ကလေးတွေကိုလည်းအပြန်အလှန်နေမိကုန်းနေအသုံးပြုပြီးတော့ဆွေးနွေးဖို့ရည်စွေးနေဖို့ရည်ကြီးတယ်ဟုတ်တယ်ကျမတို့ဆရာကြီးပြပြနေကလေးရဲ့ခေါင်းထဲမှာမှတ်မိမှုအားနည်းသွားမှာပါအဲ့တော့ကလေးရဲ့မှတ်မိမှုအားမနည်းသွားအောင်ပေါ့နော်ဆရာလေးမိဘလေးအုတ်ထင်းသူတွေရည်ပဲဟောပြောပို့ချနေတစ်ချိန် ိန်လုံးဟောပြောပို့ချနေမယ်ဆိုရင်ကလေးရဲ့မှတ်မိမှုမှတ်ညာအားနည်းသွားမယ်အဲ့လိုမဟုတ်ဘဲနဲ့ကလေးရဲ့မှတ်မိမှုအားကောင်းလာအောင်မှတ်ညာအားတွေကောင်းလာအောင်ကလေးနဲ့အပြန်အလှန်မေးခွန်းတွေအသုံးပြုပြီးတော့ဆွေးနွေးပေးဖို့လိုအပ်ပါတယ်ရှင်ဒါကြောင့်ဒီဟောပြောပို့ချဆွေးနွေးနည်းလေးရာလဲကျွန်တော်တို့တင်ကြားတဲ့နည်းထဲမှာအင်မတန်ကောင်းမွန်တဲ့နည်းလေးတစ်ခုဖြစ်ပါတယ်ဟောပြောပို့ချရဲ့ဆိုကြတဲ့ကကျွန်တော်တို့အလွယ်မြင်အဲကျွန်တော်တို့ကပဲ ဆရာသမားတွေကပဲအုတ်ထင်းသူလူကြီးမိဘတွေကပဲပြောသွားမှာလို့ကြီးကျမတို့တွေဟိုပုံသေးဟိုလူမျိုးကြီးတက်ပေါ့နော်အဲ့လိုလှုပ်ဆောင်တာတက်ကျမတို့ကလေးတွေကိုလည်းပဲအပြန်အလှန်မိခွန်းနေမိမယ်ကိုကလည်းမိမယ်ဆရာသမားကလည်းမိမယ်အုတ်ထင်းသူလူကြီးမိဘကလည်းမိမယ်ကလေးတွေကလည်းပြန်ပြီးတော့သူတို့ထပ်ပြီးတည်လို့တာတွေကိုမိမယ်ဒီလိုမျိုးလေးတွေဆွေးနွေးပြီးပါပေါ့နော်အဲအပြန်အလှန်မိခွန်းနေအသုံးပြုပြီးတော့အဲဆွေးနွေးပေးတာဟာပို့ပြီးတော့ကောင်းမွန်တဲ့ အာဒါတင်ကြနည်းကိုဖြစ်စေမှာလည်းဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျွန်တော်တို့ရဲ့ကလေးတွေကိုအနေရမျိုးမျိုးတွေရှိနေတဲ့ခေတ်အခါမှာဒီအနေရတွေဟာနေပေါ့နော်ဘလူကာွယ်မလို့ပေါ့ဘလူကာွယ်ရမလို့ရုတ်တရက်ဖြစ်လာပြီဆိုရင်ဘလူကာွယ်ရမလို့ဆိုတာကိုသူတို့ကိုပေါ့နော်ကျွန်တော်တို့အသိပညာဘူတုတ္တတွေ လုံလုံလောက်လောက်ပေးထားရမှာလည်းဖြစ်ပါလေရှင်။အဲဖြစ်ပေါ်လာပြီးဆိုမှတွားပြီးတော့ဟဲ့ဘလူးဘလူးနဲ့ဆိုတော့ပြောရတာကကြာတော့လေတကယ်တော့အနေရများပါတယ်။အဲ့တော့အနေရနည်းအောင်ကျွန်တော်တို့စောစောစီစီကြိုကြိုတင်းတင်းကိုပဲအသိပညာဘူသူဒ္ဓတွေနဲ့လေ့ကျင့်ပေးထားကြရမှာဖြစ်ပါလေရှင်။ဒါကြောင့်လေကျွန်တော်တို့ဂျပန်နိုင်ငံမှာရှိတဲ့ကလေးတွေဆိုလို့ရှိရင်သူကငလင်းဒေတာငလင်းကျောကရှိနေတာဆိုတကယ်ကိုပဲ pre school တွေတွေကတကယ်ကလေးဘဝငယ်စဉ်ကလေးအောင်ပဲလေ့ကျင့်ပေးထားပြီးသားလေ့ကျင့်ပေးထားပြီးသား အဲ့လိုပေါ့နော်အဲအဲ့ဒါအပြင်သူ့ဘဝကိုသူကျဉ်းကျဉ်းမာမာပြင်းပြင်းရှင်းရှင်းနဲ့အဲလုံလုံချုံချုံနေတိုင်းမို့အတွက်ကိုပဲတကယ်ကိုပဲကလေးလေးကလေးလေးရောက်ဈေးဝယ်တတ်ရမယ်ဝယ်တတ်အောင်လေ့ကျင့်ပေးထားတယ်ဒါမျိုးတွေပေါ့နော်အဲ့လိုပဲတဘာဝအန္တရာယ်တွေကိုလည်းဘလို့ကာဝယ်ရမလို့ဆိုတာတွေကိုအသိပညာဘူဒ္ဓတွေပေးချပေးထားတယ်အဲ့လိုမျိုးပေးတဲ့အခါမှာလည်းပဲဆရာကြီးပဲ အဲဦးဆောင်ပြီးတော့တစ်ချိန်လုံးပြောပြနေတာဟောပြောပို့ချနေတာတဲ့ကလေးတွေနဲ့အပြန်အလှန်မိကုန်းတွေအသုံးပြုပြီးတော့ဆွေးနွေးပေးဖို့ကလည်းအရေးကြီးပါတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ဆွေးနွေးပေးလိုပါတယ်ရှင်နောက်တစ်ခုကကြတော့ဟောပြောပို့ချတဲ့နီးမှလည်းပဲနောက်ဘာလို့ပုံစံနေဆောင်ရွက်လို့ရသေးလို့ဆိုရင်ဒါကတော့ပို့ပြီးတော့ကောင်းမွန်တာပေါ့နော်ရက်ွက်ထဲမှာတဲ့ ဒါမှမဟုတ်ရင်ကလေးမိဘတွေထဲမှာရှိမယ်လေရဲကလေးရဲ့မိဘတွေထဲမှာမိသက်သမားတွေလည်းရှိမယ်သူနာပြုတွေလည်းရှိမယ်ဆရာဝန်တွေလည်းရှိမယ်အင်ဂျင်နီယာတွေလည်းရှိမယ်တောင်သူတွေသမားတွေလည်းရှိမယ်လေအဲ့လိုမျိုးတွေပေါ့နော်အဲရှိမယ်ပေါ့ဒါမှအဲ့လိုမျိုးရှိပြီဆိုရင်သူတို့ကဲလာ ဒါပေါ့နော်ဒီကြောင်ကိုဖိတ်မယ်ဖိတ်လိုက်ပြီးတော့ပေါ့နော်အဲသူတို့ကလည်းဝစ်စုံလေးတွေနဲ့လာမှာပေါ့တောင်သူလယ်သမားတွေဆိုရင်တောင်သူလယ်သမားအဲလယ်သမားကြီးဝစ်စုံလေးနဲ့ပေါ့မိသက်သမားဆိုလည်းမိသက်သမားဝစ်စုံလေးနဲ့ပေါ့ဆရာဝန်ဆိုလည်းဆရာဝန်ဝစ်စုံလေးနဲ့အင်ဂျင်နီယာဆိုလည်းအင်ဂျင်နီယာဝစ်စုံလေးနဲ့ပေါ့နော်ဒါမှမဟုတ်ရင်သူနာပြုဆိုလည်းသူနာပြုဝစ်စုံလေးစသည်ဖြင့်ပေါ့နော်အများကြီးရှိတာကိုကျမတို့အဲ့ဒါတွေကိုပေါ့နော်ဖိတ်ကြမယ် ကိုယ့်ရဲ့ကလေးမိဘတွေရှိမှာဟုတ်ကလေးရဲ့မိဘတွေထဲမှာကလေးရဲ့အကိုအမတွေထဲမှာဦးလေးတွေထဲမှာဖိတ်လိုက်မယ်ဖိတ်ပြီးတော့သူတို့ရဲ့လုပ်ငန်းဆောင်တာလေးကိုပြောပြမှာဟဲ့ကလေးနဲ့လျော်ညီတဲ့ကလေးတီးတင်တီးတိုက်တဲ့အကြောင်းအရာလေးကိုပြောပြမှာဖြစ်ပါတယ်ရှင်အဲ့လိုမျိုးပြောပြလိုက်တဲ့အခါမှာအဲသူတို့ကဥဆောင်ပြီးတော့ဆွေးနွေးမယ်ပေါ့နော်ပြောပြမယ်ဆွေးနွေးတယ်ဆိုတာပြောပြစီပါပြောပြလိုက်တဲ့အခါမှာအဲကလေးတွေကပေါ့နော်ဘလို့အကျိုးကျေးဇူးတွေရရှိလာမလို့ဆိုရင် အဲသူတို့အရွယ်နဲ့တည်တည်နဲ့ဘူတုဒ္ဒတွေကို နားထောင်တတ်လာမယ်နားထောင်တတ်တဲ့ဆွဲကြီးဆိုတာရံရေးကြီးတယ်ကျောတွေနားထောင်တတ်မှဒီအကြောင်းအရာရဲ့သဘောတရားတွေဆိုလိုချက်တွေကိုသိရှိစေမှလည်းဖြစ်ပါတယ်ရှင်အဲ့တော့နားထောင်တတ်အောင်ခုလိုမျိုးလေးကလေးတွေစိတ်ဝင်စားအောင်ဒီလိုမျိုးပေါ့နော်သူတို့သက်ဆိုင်ရပါပေါ့နော် ဒီဖိတ်ကြားပြီးတော့မှပေါ့နော်ခေါ်ယူပြီးတော့မှသူတို့ရဲ့လုပ်ငန်းတာဝန်လေးတွေဘာတွေလှုပ်ဆောင်ရလဲဆိုတာပြောပြစီမယ်အဲ့လိုမျိုးပြောပြစီတဲ့အခါမှာနားထောင်တတ်တဲ့စွမ်းရည်တွေလည်းရမယ်ပြီးရင်ပြန်လဲဆွေးနွေးပြောပြတဲ့အနာကြားအဲအပြောစွမ်းရည်တွေပေါ့နော်နားထောင်တတ်မယ်ကြားနာတတ်မယ်မိမိပြန်လဲပြီးတော့မိခွန်းနဲ့မိတတ်မယ်အပြောစွမ်းရည်တွေတုတ်တက်လာစီမယ်တက်ဆိုင်ရာတာဝန်ဝတရားတွေကိုလည်းခွဲခွဲခြားပြီးတော့နားလဲ လာစီမယ်ပေါ့နော်သူနာပြုဆိုရင်သူနာပြုဆရာမလေးတွေကဘာတွေလှူဆောင်ရုံတည်းပေါ့အဲမိသားသမားဆိုလဲမိသားသမားတွေကဘာတွေဘာလို့တာဝန်တွေကိုထမ်းဆောင်ရတယ်အင်ဂျင်နီယာဆိုလဲအင်ဂျင်နီယာတွေကတော့ဘယ်လိုလုပ်ငန်းမျိုးတွေကိုသူတို့လှူဆောင်ပေးရလဲပေါ့ဆရာဝန်ဆိုလို့ရှိရင်ဆရာဝန်ရဲ့တာဝန်ဝတရားတွေကဘယ်လိုဒီဒီပေါ့စသဖြင့်ပေါ့နော်တောင်သူလယ်သမားတွေဆိုလဲတောင်သူလယ်သမားတွေရဲ့အရေးပါတဲ့ခန့်ကဏ္ဍမှာရှိနေတဲ့ အဲကျမတို့ရဲ့စားဝတ်နေရေးစားဝတ်စားရေးပေါ့နော်စားရေးဝေးရေးနေရေးမှာတကယ်ကတော့တောင်သူလေသမားတွေရဲ့ခန္ဓာဟာအရေးကြီးတဲ့ခန္ဓာကနေ ရှိနေတာပါကျမတို့မြန်မာနိုင်ငံဟာ ဟိုဒီစိုက်ပျိုးရေးတဲ့နိုင်ငံအစင်ကဟိုဒီထဲမှာလဲစိုက်ပျိုးရေးရလဲရေးပါတဲ့နေရာမှာရှိနေတာဆိုတော့လေအဲ့တော့ဒီလိုမျိုးကို့အတွက်ပေါ့နော်ဒီလိုမျိုးစားတောက်စရာတွေကျမ်းမာစွာနေထိုင်မှုအတွက်ကြီးတွားဖွံ့ဖြိုးဖို့အတွက်ဒီလိုမျိုးအသီးအနှံစားတောက်တွေအရေးကြီးတယ်နောက်တစ်ခါနေထိုင်မှုအတွက်လည်းဒါကျွန်တော်တို့အတွက်အရေးကြီးတယ်ဒါမျိုးကြီးစသည်မျိုးစားဝင်ဝစ်စင်ရေးအတွက်လည်းဝါစိုက်ပျိုးတယ်ဆိုဝါကုန်းကနေခြေတွေရရှိလာတာဟိုဒါကြောင့်တောင်သူလေသမားလေးတွေဖိတ် ကြားပြီးတော့ဗောနော်သူတို့တွေရဲ့လုပ်ငန်းနဲ့လှုပ်ဆောင်ရတဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးစီခြင်းဟာကျမတို့ရဲ့ကလေးတွေကိုလည်းပဲဟောတဦးချင်းစီမှာရှိနေတဲ့တာဝန်ဝတရားတွေကိုသိရှိလာစေတယ်အဲ့လိုမျိုးသိရှိလာတဲ့တွေပဲသူတို့မှလည်းပဲတသက်သေးဗောအော်ဒီလူတွေမှာဒီလိုတာဝန်ဝတရားတွေရှိတယ်လို့ပဲကျောင်းသားကျောင်းသူတွေဖြစ်တဲ့ကလေးသူငယ်တွေဖြစ်တဲ့သူတို့ကိုယ်တိုင်မှာလည်းပဲဘလို့ဝတရားတွေရှိတယ်ဘလို့တာဝန်တွေကိုသူတို့နိုင်တဲ့တာဝန်တွေကိုဘလို့ထမ်းဆောင်ရမယ်ဆိုတာကို အတွေးလေးတွေဘာဖြစ်လာလို့ဆိုရင်ကွန်မြူလာစီမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီလိုမျိုးပေါ့နော်။ဟောပြောပို့ကြဆွေးနွေးတဲ့နီးတွေနဲ့ပေါ့နော်။ကလေးတွေမှာရှိနေတဲ့အပြောဆွမ်းရည်အနာကြားဆက်ရည်ဒါတကတာဝန်ဝတ္တရားတွေကိုသူတို့တွေခွဲခြားနားလည်တက်လာလေ့ကျင့်သင်ကြားပေးကြရမှာလည်းဖြစ်ပါတယ်ရှင်။အဲ့လို လေ့ကျင့်သင်ကြားပေးခြင်းအဖြစ်ပေါ့နော်။အဲသူတို့တွေကပေါ့နော်။ မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းတွေကိုလည်းသိရှိလာမယ်။နောက်တစ်ခါတာဝန်ဝေတရားတွေကတယောက်နဲ့တယောက်မတူညီကြဘူးဆိုတာကိုလည်းသိရှိလာမယ်။နောက်တစ်ခါဟိုသက်ဆိုင်ရာလိုက်ပေါ့နော်။မိသက်သမားလေးဆိုလည်းမိသက်သမားနဲ့ဆိုင်တဲ့တာဝန်ဝေတရားတွေရှိတယ်။ဆရာဝန်ဆိုလည်းဆရာဝန်နဲ့ဆိုင်တဲ့တာဝန်ဝေတရားတွေရှိတယ်။လူတိုင်းလူတိုင်းမှာသူတို့ရဲ့သက်ဆိုင်တဲ့တာဝန်ဝေတရားတွေရှိနေကြတယ်။အဲ့လိုပဲလူဆိုတဲ့လူတိုင်းမှာတာဝန်ဝေတရားရှိတယ်လို့ပဲ ကလေးငယ်လေးတွေမှာလည်းကလေးငယ်လေးနဲ့ဆိုင်တဲ့တာဝန်ဝင်တရားတွေရှိတယ်။အဲ့တော့မိမိတူတယောက်ချင်းစီကမိမိနဲ့အဲသက်ဆိုင်တဲ့အဲတာဝန်ဝင်တရားတွေကိုကြည်ပင်အောင်ဆောင်ရွက်ကြရတယ်။ဒါမျိုးလေးတွေကိုတို့နားလည်သိရှိလာစေမယ်။ဒီလိုမျိုးနားလည်သိရှိလာအောင်လေးပဲကျွန်တော်တို့ကတို့တို့ကိုတင်းနီးတွေနဲ့ချင်းကတ်တဲ့အခါမှာလည်းပဲတို့ဘလို့စိတ်ဝင်စားမလို့ကလေးတွေရဲ့တဘာဝကဘလို့တွေရှိတုံးဆိုတာကိုလေးလာသုံးသပ်ပြီးတော့ဗောနော်ခနေ့ဆွေးနွေးသားတဲ့ဟောပြောပို့ကြဆွေးနွေးနီးတွေနဲ့ဗောနော်တို့တွေရဲ့ ဆွဲရည်တွေသူတို့ရဲ့အတိညာဉ်တွေသူတို့ရဲ့စကလုံးဝေါ်ရတွေကြွယ်ဝမှုတွေဝေဖန်ပိုင်းခြားနိုင်တဲ့ဆွဲရည်တွေဖွင့်ပြလာအောင်လေ့ကျင့်ပေးကြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်